ကျမ်းမာတော်မူကြပါစို့ဗျာဒီကနေ့1384ခုနှစ်မေယုံလပြည့်တော်6ရက်2022ခုနှစ်ဇွန်လ10ရက်တနင်္ဂနွေနေ့ညပြည်တွင်းသတင်းများကိုစတင်ဆင်ခင်ပါမယ်ခင်ဗျာသတင်းကောင်းစဉ်ပြည်တော်စုတမရမြန်မာနိုင်ငံတော် နိုင်ငံတော်တမရဦးသိန်းစိန်ဒီကနေ့ညနေပိုင်းမှာနိုင်ငံတော်တမရအိမ်တော်၌နိုင်ငံတော်တည်ငြိမ်အေဂျင့်ရဲ့နှင့်ပတ်သက်သည့်မိန့်ခွန်းပြောကြားခြင်းသတင်းဆောင်လင်ပါ ြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်နိုင်ငံတော်သမ္မတဦးသိန်းစိန်သည်ဒီကနေ့ညနေပိုင်းမှာနိုင်ငံတော်သမ္မတအိမ်တော်၌နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်သည့်မိန့်ခွန်းပြောကြားခဲ့ပါသည်အဲ့ဒီမိန်ကုန်အပြည့်စုံမှာချစ်ခင်လေးစားပါတော့မိဘပြည်သူများခင်ဗျာ ပြည်ပပြည်သူများနဲ့ညီကွန်ပေါင်းတော်များအားလုံးကိုစိတ်နှပြချမ်းမှာချမ်းသာကြစေကြောင်းဆုမကောင်းတောင်းရင်လှုပ်ခွန်းဆက်သားပါတယ်မိဘပြည်သူများသိရှိပြီးဖြစ်တဲ့အတိုင်း2022ခုနှစ်မေလ28ရက်နေ့ကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်ကြောင်းနေမှာဖြစ်စဉ်ကိုအခြေခံပြီးရခိုင်ပြည်နယ်အတွင်းမတည်ငြိမ်မှုများအကြမ်းဖက်မှုများပုံမူကြပြစွာ ဖြစ်ပေါ်လာပါတယ်။ဒါကြောင့်ဒီအချိန်တွေဟာဘာသာရေးအဖွဲ့အစည်းများဘာသာရေးခေါင်းဆောင်များနိုင်ငံရေးပါတီများအပါအဝင်ကျွန်တော်တို့အားလုံးစည်းစည်းလုံးလုံးနဲ့သတိပြုပြီးဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ကြမယ်အနေအထားကို ရောက်ရှိလာတာကို တွေ့ရပါတယ်။မိဘပြည်သူများခင်ဗျာကျွန်တော်ဥဆောင်တဲ့ပြည်တော်စုအစိုးရအဖွဲ့အနေနဲ့ နိုင်ငံတော်ရဲ့အုပ်ချုပ်ရေးတာဝန်များကိုတာဝန်ယူခဲ့ခြင်းကစားပြီးမိဘပြည်သူများရဲ့ဒူဝင်ဆန္ဒနှစ်ရဖြစ်တဲ့တည်ငြိမ်အေးချမ်းရေးနဲ့စီးပွားရေးဖွံ့ဖြိုးတိုးရေးတနည်းအားဖြင့်ပြည်သူများရဲ့လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးရေးကိုအဓိကထားပြီးနိုင်ငံရေးနဲ့စီးပွားရေးပြုပြင်ပြောင်းလဲမှုတွေကို အရှိန်ဟုန်နဲ့ဒီဇိုင်းမမဆောင်ရွက်ခဲ့ပါတယ်။လက်ရှိအချိန်မှာလည်းပြည်သူလူထုကိုအခြေပြုတဲ့ ြုရင်ပြောင်းလဲမဟာဗျူဟာကိုဒုတိယဆင်းတက်လှမ်းပြီးတော့ကျူပန်းဆောင်ရွက်နေပြီဖြစ်ပါတယ်ကျွန်တော်တို့မြန်မာနိုင်ငံဟာရှေးအစဉ်ဆက်ကပင်ကွဲပြားတဲ့ဘာသာရေးကိုယ်ခွယ်ယုံကြည်မှုတွေရှိခဲ့ပြီးမြဲလဲမြန်မာနိုင်ငံအတွင်းအချင်းချင်းအပြန်အလှန်လေးစားမှုချစ်ကြည်ရင်းနှီးမှုများနဲ့အတူတကွရှင်တွဲနေထိုင်လာခဲ့ကြတဲ့အစဉ်အလာကောင်းတဲ့သမိုင်းကြောင်းရှိခဲ့ပြီးဖြစ်ပါတယ် ကျွန်တော်တို့အစိုးရလက်ထက်မှာလွတ်လပ်စွာပေါ်ထုတ်ပြောဆိုခွင့်လွတ်လပ်စွာဖွဲ့စည်းခွင့်လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်အဆရှိတဲ့နိုင်ငံသားများရဲ့မူလအခွင့်အရေးများကို ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီခံစားရရှိနိုင်ကြစေရန်ဥပဒေ new ဥပဒေတွေကိုပြင်ဆင်ဖြစ်ဆက်အသိပြထမ်းပြီးအကောင့်တဖော်ဆောင်ရွက်ပေးလျက်ရှိနေပါတယ်မိဘပြည်သူများရဲ့အခက်အခဲများ ြတ်တနာများလူအချက်များကိုအပြစ်မြဆုံးနဲ့အတတ်နိုင်ဆုံးဖြစ်အောင်ဖြည့်ရှင်းဆောင်ရွက်ပေးဖို့ကျွန်တော်တို့အစိုးရမှာအပြည့်အဝတာဝန်ရှိတယ်လို့ကျွန်တော်တို့ခံယူထားပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့လည်းရခိုင်ပြည်နယ်အတွင်းမတည်ငြိမ်မှု အကြမ်းဖက်မှုများဖြစ်ပေါ်လာတဲ့အချိန်ကစပြီးဖြစ်ပေါ်ရာနေရာများမှာချက်ချင်းတည်ငြိမ်အေးချမ်းသွားအောင်ကြိုးပမ်းဆောင်ရွက်ခဲ့ပါတယ် အလားတူတခြားဆက်ဆက်ဖြစ်ပေါ်နိုင်ွယ်ရှိတဲ့နေရာများမှာလည်းဆက်ဆက်ဖြစ်ပေါ်လာခြင်းမရှိအောင်ဖြစ်ခဲ့ပါကလည်းဖြစ်စရတွင်ပြည့်ပြည့်ငြိမ့်အေးသွောင်းကျူတင်စီမံပြင်ဆင်မှုအတိုင်းလက်တွေ့ဆောင်ရွက်ခဲ့ပါတယ်ဖြစ်စဉ်များနဲ့ဆောင်ရွက်မှုအခြေအနေများထိခိုက်ဆုံးရှုံးမှုအခြေအနေများကိုလည်းမိဘပြည်သူများအချိန်နဲ့တပြေးညီချပြအသိပေးလျက်ရှိပါတယ် ျွန်တော်အနေနဲ့လည်းဒီဖြစ်စဉ်များဖြစ်ပွားစဉ်ကပင်မိဘပြည်သူများထံအချိန်နှင့်အရာကို ရှင်းလင်းပြောကြားဖို့စီစဉ်တော်လဲအချိန်နှင့်အရာရကျယ်ပြန့်လာခြင်းမရှိနိုင်ဘူးလို့ယူဆတဲ့အတွက်၎င်းမိဘပြည်သူများစိတ်တော်ကမဖြစ်စီလိုတဲ့အတွက်၎င်းရခင်ကရှင်းလင်းပြောကြားခြင်းမပြုခဲ့တာဖြစ်ပါတယ်တိုးတော်လည်းပဲဂျွန်လ9ရက်နေ့ညက စစ်တွင်မြို့မှာအကျန်းဖက်ဆောင်ရွက်မှုများအကျန်းဖက်ရန်ပြင်ဆင်ကြိုးပမ်းမှုများထပ်မံပေါ်ပေါက်လာခဲ့တဲ့အတွက်ဥပဒေနဲ့ညီထိန်းသိမ်းကာကွယ်မှုများ ဆောင်ရွက်ခဲ့ရပါမှာတယ်ဒီအချိန်တွေများရမိဘပြည်သူများကပါသိရှိပါဝင်ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်လာပြီလို့ယူဆတဲ့အတွက်ဒီကနေ့မိဘပြည်သူများကိုယခုလိုရှင်းလင်းပြောကြားရင်းဖြစ်ပါတယ်မိဘပြည်သူများခင်ဗျာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပေါ်နေတဲ့ဖြစ်စဉ်များဟာဘာသာရေးနဲ့လူမျိုးရေးကိုအခြေခံပြီးမကျေနပ်မှုမုန်းတီးမှုလက်စားချေလိုမှုတွေကိုရှည်ရမ်းတင်လှုပ်ဆော်ဆောင်ရွက်မှုများကြောင့်မင်းမဲစရိုက်လောက်ရများကျေပြန့်ကြီးမားလာတာဖြစ်ကြောင်းတွေ့ရှိရပါတယ်ဒီလိုလူမျိုးစွဲဘာသာစွဲတွေကိုရှည်ရမ်းတင်ပြီးမဆုံးနိုင်တဲ့မုန်းတီးမှုတွေလက်စားချေလိုမှုတွေမင်းမဲစရိုက်တွေကို ရှေ့တန်းတင်လေတစ်ဖက်နဲ့တစ်ဖက်အပြန်လန်အကြံဖက်တပ်ဖြတ်နေကြမယ်ဆိုရင်ရခိုင်ပြည်နယ်တွင်သာမကပုံမူကျပြန့်ပွားများလာစေနိုင်တဲ့အန္တရာယ်ရှိပါတယ်တခြားသောအမှောင်ပျောကများလည်းပါဝင်ပုကလာနိုင်ပါတယ်ဒီလိုသာဖြစ်လာခဲ့ရင်အသွင်ကူးပြောင်းစားတာရှိသတဲ့ကျွန်တော်တို့နိုင်ငံရဲ့တည်ငြိမ်အေးချမ်းရေးဒီမိုကရေစီပေါ်ဆောင်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးအပေါ် ပြင်းပြင်းထန်ထန်ထိခိုက်ဆုံးရှုံးမှုတွေဖြစ်ပေါ်လာနိုင်စေတာကိုမိဘပြည်သူများ အားလုံးအထူးသတိထားကြစေချင်ပါတယ်ကျွန်တော်တို့အစိုးရအနေနဲ့ဖြစ်ခဲ့ပြီးတဲ့ကိစ္စတွေအပေါ်မှာဥပဒေနဲ့ညီဖြည့်ရှင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ဒီလိုဖြစ်စဉ်ဖြစ်ရမျိုးတွေနောက်ထပ်မဖြစ်ပွားရအောင်လဲဒီဇယ်ဥပဒေစီမင်းစည်းကမ်းများနဲ့ညီစနစ်တကျထိမ့်သိမ်းဆောင်ရွက်သွားပါမယ်ဒီဖြစ်စဉ်များမှာ နင့်နာဆုံးရှုံးခဲ့ကြတဲ့သူများအတွက်လည်းတရားမျှတမှုရှိအောင် အလေးထားဆောင်ရွက်သွားမှာဖြစ်တဲ့အတွက်အားလုံးကသဘောထားကြီးကြီးထားပြီးအဆအဆရရနားလည်ပေးကြဖို့ပြောကြားလိုပါတယ်ဆက်လက်ပြီးကျွန်တော်တို့အစိုးရအနေနဲ့တရားဥပဒေစိုးမိုးမှုရရှိအောင်လည်းအလေးထားဆောင်ရွက်သွားမှာဖြစ်ကြောင်းပြောကြားလိုပါတယ်ထို့အတူဘာသာရေးအဖွဲ့အစည်းများဘာသာရေးကောင်းဆောင်များ နိုင်ငံရေးပါတီများ လူလူလူရန်စားအဖွဲ့အစည်းများမြို့မီမြို့ဖရမီရဖပြည်သူများနဲ့လည်းပူးပေါင်းပြီးဖြည့်ရှင်းဆောင်ရွက်လျက်ရှိနေပါတယ်မိဘပြည်သူများခင်ဗျာကျွန်တော်တို့အားလုံးမျှော်မှန်းတည်ဆောက်နေကြတဲ့ဒီမိုကရေစီပေါ်ဆောင်ရေးတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များတည်ငြိမ်အေးချမ်းမှုနဲ့တရားဥပဒေစိုးမိုးမှုပုံဝန်းကျင်ကောင်းရှိမှသာပေါ်ဆောင်အောင်မြင်နိုင်မှာဖြစ်ပါတယ်တည်ငြိမ်အေးချမ်းရေး တရားဥပဒေစိုးမိုးရေးရှိဖို့ဆိုတာလေနိုင်ငံတော်အစိုးရအပေါ်မှာသာတာဝန်ရှိတာမဟုတ်ပါဘူးပြည်သူများအပိုင်းကလည်းအတိတရားနဲ့ရှင်းပြီးဥပဒေများကို လေးစားလိုက်နာကြဖို့လိုအပ်ပါတယ်ထို့အတူဘာသာရေးအဖွဲ့အစည်းများဘာသာရေးခေါင်းဆောင်များနိုင်ငံရေးပါတီများနဲ့နိုင်ငံရေးသမားများလူမှုလူထမ်းစားအဖွဲ့အစည်းများနဲ့မီဒီယာများအားလုံးရဲ့အတိတရားနဲ့ရှင်းပြီးတတိတရားနဲ့ပူးပေါင်းဆောင်ရွက်ကြဖို့လည်း အထုလိုအပ်ပါတယ်လို့ပြောကြလိုပါတယ်။ဒါကြောင့်မိဘပြည်သူများဘာသာရေးအဖွဲ့အစည်းများနိုင်ငံရေးပါတီများလူလူလူရန်းစားအဖွဲ့အစည်းအားလုံးတို့ကလက်ရှိဖြစ်ပေါ်နေတဲ့မတည်ငြိမ်မှုများတည်ငြိမ်အေးချမ်းသွားအောင်ပုံမူကျပြန့်ဖြစ်ပေါ်လာရင်မရှိအောင်တရီတရားကိုအခြေခံအသည့်တရားနဲ့မေတ္တာတရားကိုပေါင်းစပ်ပြီးနိုင်ငံတော်အစိုးရနဲ့ဝိုင်းဝန်းပူးပေါင်းကာကွယ်ထိန်းသိမ်းဖော်ဆောင်ပေးကြဖို့ မေတ္တာရက်ခံပန်ကြားပါတယ်ချစ်ခင်လေးစားရသောမိဘပြည်သူများ အားလုံးဘေးပရာဝေးကွာပြီးကျန်းမာချမ်းသာကြပါစေကြောင်းနဲ့နိုင်ငံတော်စုဝန်းနဲ့လက်တွဲပြီးအေးချမ်းသာရခင်မီဖွံ့ဖြိုးတိုးတက်တဲ့ဒီမိုကရေစီနိုင်ငံတော်တည်ဖြစ်ထွန်းပေါ်ပေါက်လာအောင်ဆောင်ရွက်နိုင်ကြပါစေကြောင်းဆုမကောင်းတောင်းရင်ညီကုန်းချုပ်လိုက်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်